ဒီကကျွန်တော်ခုစီဘန်ရဲ့အကြောင်းကိုကျွန်တော်တိတိချာချာလေးမသိသေးတဲ့သူတွေကိုကျွန်တော်ပြပြပေးပါမယ်เนาะဒီခုစီဘန်အကြောင်းကိုကျွန်တော်ဒီနေရာမှာဒီဗီဒီယိုလောက်ပြီးပြပြပေးဖို့အတွက်ကျွန်တော်မှရင်းနှီးခဲ့တဲ့အချိန်တွေရောကျွန်တော်ရင်းနှီးခဲ့တဲ့ကျွန်တော်ရဲ့ငွေတွေပါအတွက်ပေါ့ဒီဗီဒီယိုအတွက်ကျွန်တော်ရင်းနှီးခဲ့တာပေါ့เนาะဘန်ငွေအနေဆုံးတသောင်းမပြည့်တပြည့်တော့ကျွန်တော်ကောင်းကြားစေရှိတယ်ပေါ့ဘာကြောင့်ကောင်းကြားစေရှိတယ်လဲဆိုကျွန်တော်ဖွင့်ခဲ့တဲ့ဘန်ကိုကျွန်တော်ကိုယ်တိုင်တွားပြီးတော့လေ့လာခဲ့တာဖြစ်ပါတယ် ဆိုတော့ဘာတွေချစ်လက်တွေကိုဒီဘာနဲ့ပတ်သက်ပြီးသိရမှာဆိုတော့ဒီခုစီဘာနှစ်ခုတည်းမဟုတ်ဘာနဲ့ပတ်သက်ပြီးအကုန်လုံးကိုကျွန်တော်ပြောပြပေးမှာဆိုတော့တခုချင်းဒီကြာမှတ်ပြီးတော့ရေးမှတ်ထားရရပါတော့ဟိုမှတ်ထားရအောင်လို့ဒီမှာတကယ်လို့ဖြစ်နိုင်မှရှိရင်တော့ရေးမှတ်ထားတာပိုပြီးကောင်းမယ်လို့ကျွန်တော်မြင်လက်ပါတယ်နော်ဒါဆိုကျွန်တော်တို့တခုချင်းသွားရအောင်နော်ဒီဟာဘယ်လိုပြောရမလဲဆိုတော့ကျွန်တော်တို့တွေပေါ့နော်ဘန်ဟိုသွားတဲ့အချိန်မှာအရင်တော့ကလွန်ခဲ့တော့ ဆိုတော့အရင်တော့ဆိုထားလိုက်ပါလွန်ခဲ့တဲ့ကျွန်တော်တို့နှစ်တွေများလာခဲ့တာမလို့အခုကတော့ကျွန်တော်တွားပြီးလေ့လာတော့တပတ်ဒီတလားတော့ရှိပါတော့။ဘာဖြစ်လဲဆိုတော့ကျွန်တော်ကိုဘန်တွေကကိုယ့်ရဲ့ passport ထဲကနံပါတ်ရယ်ပြီးတော့ကို register လောက်ထားတဲ့ကိုယ်ကိုင်နေတဲ့ကိုယ့်ရဲ့ phone number ပေါ့။ဖုန်းနံပါတ်ဆိုကိုယ့်ရဲ့ passport နဲ့ register လောက်ထားတဲ့ဟာမှတ်ပုံတင်မှတ်ပုံတင်ထားတဲ့ကိုယ့်ရဲ့ single ပေါ့။အဲဒီ single နဲ့ကိုယ့်ရဲ့ application ကိုဖွင့်ထားတဲ့သူတွေကကြတော့ လာမဲ့လေးလာမဲ့တောင်းဆိုရင်လည်းကြာရင် effect မခံရပါဘူးပုံမှန်ခိုင်းလူမျိုးတွေလိုပဲတောင်းသွားလို့ရမယ် upgrade လုပ်စရာလည်းမလိုဘူးဘာဘာပဲဖြစ်ဖြစ်တော့ခုစီပါမဟုတ်ဘူးเนาะဒီ challenge တော့မပြပါခင်ဗျဆိုတော့ဘန်ကောက်ဘာမဲ့ဖြစ်ဖြစ်ခုစီပဲဖြစ်ဖြစ်ခါစီကောမဲ့ဖြစ်ဖြစ်เนาะ ICB ထိုင်တော့ထိုင်တာစားပဲဖြစ်ဖြစ်တခြားတော့ ICB ဘန်တွေအများကြီးရှိတာပေါ့เนาะကျွန်တော်တော့မခေါ်တက်တဲ့ဘန်တွေအများကြီးရှိပါသေးတယ်ဆိုတော့ဒီကကျွန်တော်မြန်မာပြည်တောင်းရတဲ့ဘန်ရတာဘန်ကောက်ရဲ့ SP ရဲ့ SP ဌာနချရဲ့ထိုင်ဖန်နေရဲ့ဖူးစီရဲ့ ASICON ရဲ့ ပြီးတော့ဂျန်နဲ့ဟိုက်လို့ရှိတာပေါ့နော်အများကြီး TV TTP တွေအများကြီးရှိသေးတာပေါ့ government ရောပါလို့ညတော့ထားလိုက်ပါတော့ဒါတွေကမြန်မာတော်တော်များများတောင်းတဲ့ဟာအခုကတော်တော်များများလူတောင်းများတဲ့ဓာတ်တွေကြောင်းလို့ကျွန်တော်ရင်းလေးလာတာတော့ကျွန်တော်မှရှိတာတောင်းပင်ရှိတယ်။ဒါဗန်ကောက်ရဲ့ကျွန်တော်ဖူစီရဲ့ခါစီခွန်ရဲ့ဆိုတော့အာအရင်ကဌာနချဖြစ်တဲ့အခု TTP ကမရှိဘူး။နောက်ပြီးတော့ဌာနအာထိုင်ပန်နဲ့ကျွန်တော်မှရှိတယ်။ဒါပေမဲ့အခုကတော့ကျွန်တော်မတောင်းတာကြာပြီ။ဆိုတော့အကုန်လုံးဗန်တွေခြုံပြီးတော့ကျွန်တော်အခုပြောချင်တဲ့အကြောင်းကတော့ကျွန်တော်တို့ဗန်ဖွင့်ရင်အရင်လိုမျိုးမလွယ်တော့ဘူးနော်။ဆိုတော့ ။ဘာကြောင့်မလွယ်တော့လဲဆိုတော့ခဏကျွန်တော် ပြောလို့မျိုးပေါ့။ပန်ဖွင့်တာတော့ရတယ်ဗျာ။ကျွန်တော် passport ရှိတယ်၊ရောက်ဘပါမင်ရှိတယ်၊တတိယရှိတယ်ဆိုရင်ပန်ဖွင့်လို့ရတယ်။ဒါပေမဲ့ကတော့အဲ့ဒါပေမဲ့ပါလဲဆိုတော့ကျွန်တော်တို့ပန်ဖွင့်တဲ့ချိန်ကြာရင်ကျွန်တော်တို့ဖုန်းတွေမှာ application တွေတော့လုံးပူကြတယ်။ပြီးတော့အဲ့ထက်ကနေမှကျွန်တော်တို့ငွေတွေထည့်တယ်၊ flow ရတယ်၊လက်ခံတယ်အဲ့လိုပဲ skin နဲ့အသေးဝယ်တာတော့ online shopping ဝယ်တာတော့အကုန်လုံးပေါ့ဖုန်းလေးနဲ့ကြာလုံးဝ easy ဖြစ်တာပေါ့နော်။အဲ့တော့အခုလာတဲ့ထိုင်းနိုင်ငံရဲ့ law တွေအရဆိုတော့ changing ဖြစ်လာတာပေါ့နော်။ပြောင်းလဲမှုတွေဖြစ်လာတယ်။ ဆလော့တွေဘာတွေပြောင်းလဲစကင်မာတွေလည်းပေါ်လာတယ်လူလန်တွေလည်းပေါ်လာတာနဲ့အမြ။နေ့စဉ်နဲ့မြသူရောအလုံးကြုံရင်းကြီးစုတွေအဖွဲ့တွေကအာ SBI ပေါ့နော်ပြော CPS အခုလောက်ချနေတဲ့အဖွဲ့တွေပေါ့ဆိုတော့သူတို့ဖွဲ့တွေကနေပြီးတော့လောက်တွေတော်တော်များလာတယ်ပေါ့နော်ပြီးတော့အာလူလင်လူညာလည်းပေါ်လာလိုက်ပြီလို့လို့ကူကူလင်လို့ရတာဖြစ်လာတယ်အဲ့ဒါကြီးလည်းကောင်းတဲ့ဘက်ကကြည့်ရင်အဲ့ဒါလေးပေါ့နော်ဆိုတော့အခုကျွန်တော်ပြပြနေတာကောင်းတဲ့ဘက်ကိုအရင်ကျွန်တော်ပထမဆုံးပြပြပေးမယ်နော်ထိုင်းနိုင်ငံရဲ့ law အစ်စ်ထွက်လာတာရပါတော့ ဆိုတော့သူတို့ကကောင်းမင်းအမြန်ချင်းနေတယ်ပေါ့နော်ဆိုတော့သူတို့ရဲ့ law တွေကဘယ်လိုထွက်လာလဲဆိုတော့ကျွန်တော်တို့ရဲ့အာ original တွေပေါ့ထားလိုက်ပေါ့အခုလို့ကျွန်တော်မြန်မာတွေပါပေါ့နော် original တွေတောင်းလိုက်မှာနော်ဘာဖြစ်လို့ကျွန်တော်တို့ passport ကင်ရတာဖြစ်တဲ့အတွက်မထိုင်ရောခေါ်တော့တန်တောင်းလို့ဆိုတော့မတောင်းတော့ကျွန်တော် original ပဲခေါ်အောင်ကျွန်တော် passport ရှိရဖြစ်တဲ့အတွက်ဆိုတော့ဒါအရင်ကြီးမှုရတောင်းမယ်ဆိုရင်ကျွန်တော်တို့ original ပဲခေါ်အောင်เนาะတို့ကတို့တို့ကျွန်တော်တို့အာအမြင်ကတ်လို့ဒါမှမဟုတ်ရင်လည်းအာဘယ်လိုပြောရမလဲကျွန်တော်တို့ကအတွက်ကျွန်တော်နိုင်ငံလူတွေက original ခေါ်ဖို့အတွက်မတန်တာမျိုးသူတို့ကသူတို့စောင့်ပြတ်ပေါ်တာတော့ဟောဒီမှာဒါပေမဲ့ကျွန်တော်တို့အကောင်လုံးလုံးချောင်းပြီးခေါ်မှုဆို original ပဲကျွန်တော်တို့ရတယ်။ဘာဖြစ်ဆို passport ကံပြီးသူတို့နိုင်ငံမနေဖြစ်တဲ့အတွက်တားထားလိုက်ပါနော်။ဆိုတော့နိုင်ငံနဲ့ပါလာမယ်ဆိုတော့ဒီနေ့ကဒီ cruise ဘန်းနာမှာကြတော့ဘန်ကောက်နဲ့ cruise ကိုကျွန်တော်ရှင်ပြီးသွားရတယ်ကျွန်တော် office ကိုကိုယ်တိုင်သွားကျွန်တော်ဖွဲ့ခဲ့တဲ့ဘန်ပေါ့နော်။ဘာဖြစ်ဆိုကျွန်တော်ဖိတ်တောင်းတာပထမတော့ကျွန်တော်ရဲ့ register နဲ့ပဲကျွန်တော်ရဲ့ register လောက်ထားတဲ့ single နဲ့ပဲကျွန်တော်ချိန်ရတာပေါ့နော်။ ပြီးနောက်ပိုင်းကျွန်တော် AA ပြောင်းပြီးကန်လာကြတော့ကျွန်တော် AA ကကျွန်တော်ရဲ့နာမည်နဲ့ register လုပ်ထားတာမဟုတ်ဘူးတခြားသောလူတယောက်နဲ့ register လုပ်ထားဆိုတော့အဲ့ဒီနံပါတ်ကိုကျွန်တော်တွားပြီးတော့ချိန်လိုက်တာနည်းနည်း3နာရီလောက်ဖြစ်ပြီဗောနော်လောကတဲ့3နာရီလောက်ကကျွန်တော်အဲ့ဒီ AA ကိုချိန်လိုက်တယ်ဒါပေမဲ့ဘာဖွင့်ထားလာကြတော့ကျွန်တော်ရဲ့နာမည်ကျွန်တော် passport နာမည်နဲ့ဖွင့်ထားတာဒါပေမဲ့ application မှာကြတော့ကျွန်တော် register လုပ်ထားတခြားသူနာမည်နဲ့ဒီဖုန်းနံပါတ်ကိုချိန်လိုက်တဲ့အချိန်မှာနော်အဲ့လို switch လုပ်ရတဲ့အချိန်မှာအခုထွက်လာတဲ့ law နဲ့ကလောင်းဝအဆင်မပြေတော့ဘူး တော့လာမယ့်၄လပိုင်း30ရက်နေ့ပေါ့နော်၄လပိုင်း30ရက်နေ့ဆိုဒီနေ့30လပိုင်းရှိပြီနော်တဝက်ရှိပြီအခု56ရက်ဆိုတော့ဆိုတော့တစ်လကျော်ကျော်လေးပဲလို့ပြီပေါ့အဲ့တော့ဗျာခဏကျွန်တော်ပြောတယ်လို့တကယ်လို့နားမလည်ဘူးဆိုတော့နောက်ကိုပြန်ရွှေ့ပြီးကြည့်နော်ကျွန်တော်စကားဆက်ပြီးဆက်ပြီးပြောနေမှာဖြစ်မှာကြလို့ဒီဗီဒီယိုဒါရှိသွားမှာကြလို့နော်ဆိုတော့နောက်ကိုပြန်ရေးပြီးကြည့်ပါနော်အဲ့လိုမျိုးဗျာ၄လပိုင်း30ရက်နေ့ကို ျွန်တော် application တွေကျွန်တော်ပြောတဲ့စေကန်းချက်အတိုင်းတွေမမြင်ဘူးဆိုရင်သူတို့က automatic ပိတ်သွားမှာဖြစ်ပါတယ် application တွေပေါ့နော်ဆိုတော့အခု application တွေမှာတောင်းလို့ရနေတောင်းအခုချိန်မှာပေါ့တောင်းလို့ရနေတဲ့အချိန်လေးမှာပစံ red ထုတ်လို့ရတယ်ဒါမှထောက်ထားလို့ရတယ်ပြီးတော့ application ကိုတွားပြီးတော့ဖုန်းနံပါတ်နဲ့တန်ချိတ်လို့ရတယ်ဒါပေမဲ့ချိတ်လို့ရတဲ့နေရာမှာအခုကျွန်တော်တို့မြန်မာတွေခက်ခဲဖြစ်နေတာက visa တက်တန်တွေတိုးလို့မရတာကြောင့် တချို့ချိန်လို့မရတဲ့အထက်မှာကျွန်တော်ပါဝင်ပေါ့ဆိုတော့ကျွန်တော်ဝေဖန်သွားပြီးတော့မေးတယ်ကျွန်တော်ဖုန်းနံပါတ် change ခြင်းတယ်ပေါ့ဒီဖုန်းနံပါတ်ကနေပြီးတော့ကျွန်တော် register လောက်ထားတဲ့ဖုန်းနံပါတ်လည်းပါပြီပြီနော်ဆိုတော့အဲ့လိုလောက်ရင်လို့လွတ်လွတ်ကိုချိန်လို့ရတာဆိုမရသေးဘူးပြီအဲ့တော့ပထမဆုံးဘန်ဘန်ကောက်ပါကျွန်တော်ပြောပြပါမယ်နော်ပထမ office ကိုပြန်သွားပြီးတော့မေးတာဖြစ်တဲ့ကြောင့်ဘန်ကောက်ပါကျွန်တော်ရဲ့ main ဘန်လို့ပဲကျွန်တော်ပြောလို့ရမယ်ကျွန်တော်ကန်နေမှာဘန်ကောက်ကိုကျွန်တော်ရဲ့ main ပဲပေါ့နော်ကျွန်တော်ဘာပဲလောက်လောက်စီးပွားရေးလောက်တာဖြစ်ဖြစ် တခုခုလွှဲတာအများကြီးဒီဒီဘန်ကုန်းပိုင်တာကျွန်တော်လောက်တယ်ငွေမောက်အများကြီးတွေပါရေးတောင်းရေပေါ့နော်ဆိုတော့အာဘန်ကုန်းဘန်ပါပြောလဲဆိုတော့စာရွက်နှစ်ချက်ခုမှကျွန်တော်7မှာပဲဝယ်ဝယ်ဒါမှမဟုတ် AA short တွေပဲဖြစ်ဖြစ်ကိုဖုန်း short တွေမှာပဲပဲဘယ်ဖုန်း number ပဲတော်တော်မဟုတ်ဘူးဒီထဲတောင်းတာပဲဖြစ်ဖြစ် AA တောင်းတာပဲဖြစ်ဖြစ်အဲ့တော့ကျွန်တော်တကယ်လို့ AA တောင်းလဲဆိုရင်7မှာတော့ဝယ်ရမယ်ပြီးတော့7မှာတောင်းမှမန်နေဂျာအကြီးရာထူးကြီးတဲ့မန်နေဂျာရှိတဲ့အချိန်မှာကျွန်တော်တို့ဝယ်လို့ရမှာဖြစ်ပါတယ်ခင်ဗျ ဝယ်ပြင်ပြီးပြာမပြီးသေးဘူးเนาะခင်ဗျာ passport တွေဝတ်ပါမယ့်တွေပြရမယ်ပြီးတော့တတိယနံပါတ်တွေပြရမယ်ပြီးတော့ဝယ်ပြီးပြီးတာ ਨੇ သူတို့ရဲ့ manager လက်မှတ်ထိုးပေးတဲ့စာရွက်တစ်ခုယူလာရအောင်မယ်အဲ့ဒီစာရွက်ကိုဘာမှလာပြပြီးမှဒီကို register နဲ့ဝယ်ထားတဲ့ phone number ကိုချိန်ရမှာဖြစ်ပါတယ်မပြီးသေးဘူးခင်ဗျာအဲ့ဒီချိန်လို့ရလားဆိုတော့ဝယ်ပြီးတာ ਨੇ မရသေးဘူးเนาะကျွန်တော်တို့ visa တက်တမ်းမရှိတဲ့အတွက်တိုးလို့မရပါဘူးခင်ဗျာ so dance everything dance ဲ့တော့ခက်ခဲတွေအများကြီးပဲဗျာဒီကျွန်တော်တို့လည်းအကောင်လုံးကဘန်နဲ့လှုပ်လှုပ်နေကြတာကျွန်တော်သိရနားတယ်ဖိုတယ်လည်းဘန်နဲ့လှုပ်လှုပ်နေကြဖြစ်နေတော့တခြားသူတွေလည်းဘန်နဲ့လှုပ်လှုပ်နေကြလိုက်မယ်ဆိုတော့ကျွန်တော်သိတယ်မဟုတ်ဆိုနေ့စဉ်နေတဲ့ကျွန်တော်တို့ဒီဘန်အက်နဲ့ပဲကျွန်တော်သွားနေရတယ်ဟုတ်လားတကယ်တော့ဒီဘန်အက်ကကျွန်တော်တို့မြန်မာလေတောင်းမရဘူးဆိုတဲ့နောက်ပိုင်းမှာဘာတွေဖြစ်လာမလဲဆိုတာကိုကြိုတင်ကြပဲလို့ရအောင်ပြီးတော့ကြိုတင်ပြီးတော့သိထားလို့ရအောင်ကျွန်တော်ဒီဗီဒီယိုလေးလာပြီးတော့ပြပြပြချင်းဖြစ်ပါတယ် အဲ့တော့ဒီလိုလေးကအရှိန်မောက်ပါဗျာတကယ်လို့ဒီဗီဒီယိုလေးကို clear လေးနားမလည်ဘူးဆိုရင်အောက်က comment အရေးထားပေးခဲ့ပါကျွန်တော်နောက်ထပ်တစ်ကောက်ပြန်ပြပြပေးအောင်မယ်ဒီဘာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်သိထားတဲ့အရာတွေအကုန်လုံးလာပြီးကျွန်တော် share လုပ်ပေးမှာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကဒီလောက်ပါပါဗျာကျေးဇူးများကြပါကျွန်တော်ဗီဒီယိုဆောင်ကြည့်ပေးတဲ့အတွက်နော်ကျွန်တော်အားလုံးနားလည်အောင်ကြိုးစားပြီးတော့ပြပြပေးထားဖြစ်ပါတယ်အတုံးဆောင်နဲ့ရှင်းဆောင်ပြအောင်ကျွန်တော်ပြပြပေးထားဖြစ်ပါတယ်ဒီလိုနောက်ထပ် ABS2 မှာဗီဒီယိုနောက်ထပ်လောက်စေချင်သေးတဲ့ဆိုတော့အောက်က comment အရေးထားပေးခဲ့ပါကျွန်တော် အကောင်းဆုံးဖြစ်အောင်အကောင်းဆုံးစကားတွေနဲ့အကောင်းဆုံးအနားလည်မှုတွေဖြစ်အောင်အကောင်းဆုံးဖြစ်အောင်ကျွန်တော်လာပြီးတော့ပြီးတော့ဖန်တီးတွေ့မှဖြစ်ပါတယ်ခင်ဗျာကျေးဇူးများတင်ပါတယ်အာအဲ့တော့ save point နဲ့စာရင်းเนาะကျွန်တော် channel လေးကိုခုမှလာကြည့်တဲ့သူတွေဆိုရင်တော့အောက်က subscribe နဲ့ပြီးတော့ background လေးနှိပ်ထားပြလို့ရပါတယ်ခင်ဗျာအဲ့တော့ဒီ video တွေကမဲ့ share လို့တောင်းမွေနဲ့တခြားသူတွေပါသိသိချင်းနဲ့ share လောက်ပြလို့ရပါတယ်ကျေးဇူးများတင်ပါတယ်ခင်ဗျာနောက်ထပ် video မှာကျွန်တော်ပြန်လိုက်ပြီး送တွေ့ကြအောင်အတွက်ညွှန်လင်းပါတယ်ခင်ဗျာအားလုံးပါတမ I love you အားလုံးချစ်ပါတယ်အဲ့တော့ဝေယံချစ်ပါတယ်လို့